ဆရာမန်းတင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်မောင်းပြုံးချူစာအုပ်မှာအရှောင်လို့အမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။မောင်းပြုံးချူဟာကရင်ရွာကလေးမှာပင် ခိုးလုံလေးရဲ့အချိန်တွေကိုဖြုံးနေရလေတယ်။ကရင်တို့ကအတော်ညင်ညွတ်ကြတယ်။ထိုးရွာတွင်ဘာသာရေးအားဖြင့်ဗုဒ္ဓဘာသာ၊ဗြဟ္မဏီဘာသာ ရေဖြန်းဟူ၍သုံးမျိုးကွဲနေတော်လဲ အားလုံးပဲစီးလုံးညီညာတယ်။မောင်ပြုံးချိုကိုလည်းချစ်ခင်လေးစားကြလေတယ်။မောင်ပြုံးချိုနေရတော့အိမ်ကတင်းအုပ်ဆရာကြီးရဲ့အိမ်ဖြစ်တယ်။ဆရာကြီးဟာအသက်84နှစ်ရှိပြီ။သူ့ရဲ့ဇနီးမှာအသက်65နှစ်။သူ့သမီးတယောက်သာလင်အိမ်မှာရှိတယ်။သူသည် ကြေးရွာအလဲတန်းကျောင်းတွင်ကျောင်းဆရာမအလုပ်ကိုလုပ်ကိုင်နေ၍တလတစ်ချိန်မောင်ပြုံးချိုရုံးတွင် လကလာထုတ်ရသဖြင့်မြန်မှန်တမ်းမိနေသူဖြစ်လေတယ်။အဖိုးကြီးအမေကြီးတို့တွင် အခြားသောသားသမီးများလည်းရှိပါသေးတယ်။အချို့သမီးများမှာရန်ကုန်တွင်ကျောင်းဆရာမများလုပ်နေကြတယ်။သားတယောက်မှာခရစ်ယာန်တရားဟောဆရာလုပ်ရန်အင်းစိန်ကျန်းစာသင်ကျောင်းတွင် တက်ရောက်သင်ကြားနေတယ်လို့ဆိုတယ်။အခြားသားတယောက်ဟာဘကိုးဘတ်တွင်ကျောင်းဆရာလုပ်နေတယ်။သူတို့ညီတို့မိပုံဖြစ်နေမိကို မိဘများမတိကြအဆက်ပြတ်နေဟန်တူတယ်။သို့တော့ညာစွာစိတ်ပူဟန်မပေါ်ဖရာသခင်အလိုတော်အတိုင်းဖြစ်လိမ့်မယ်လို့တရားနဲ့ဖြေနေကြတယ်။သို့တော့လမ်းမှန်တို့ရောက်ကြပါစေလို့နေ့တိုင်းပင်အိမ်သူအိမ်သားများဆုတောင်းနေကြလေတယ်။အဖိုးကြီးရဲ့သမီးဆရာမလေးဟာ မောင်ပြုံးချူအားလိုလေသေးမရှိအောင်စောင့်ရှောက်ပြုစုရှာတယ်။နန်းနန်းမိုးလင်းလင်းမျက်နှာသစ်ရည်အစင်သစ် မျက်နာတစ်ပြီး၍မကြမီကော်ဖီရောက်လာတယ်။ဆယ်နာရီလောက်တွင် ရေချိုး၍နနက်စာစားရတယ်။တခါတရံစာဖတ်နေ၍အချိန်လွန်နေရင်ရေချိုးပါတော့ထမင်းစာရင် ပြင်လိုက်တော့မယ်လို့ပြောလာပါတယ်။နေ့လေတွင် ကော်ဖီတခါတိုက်တယ်။ညနေတွင်လည်းရေချိုးစီ၍ညနေစာကို9နာရီတွင် အချိန်မှန်မှန်ကျွေးလေတယ်။ဆီယမ်မာလေးကိုမောင်ပြုံးချူကျေးဇူးတင်၍မဆုံး တင်းဟုတ်ဆရာကြီးဟာထိုကရင်ရွာကလေးကိုစတင်တီထောင်သူများတွင်တယောက်အပါအဝင်ဖြစ်တယ်။သူတို့သည် အစကကြီးပင်တက်အမည်ရှိသောကရင်ရွာကလေးမှဖြစ်ကြတယ်။ထိုရွာမှနေ၍ယခုရွာတည်တဲ့ပဝင်းကျင်ရှိညီယာများကို ခုတ်ထွင်ကလေယာကိုင်းကျောများကိုလုတ်ကန်ကြတယ်။ထိုစဉ်အခါကထိုနေရာတဝိုက်ဟာ စင်းနေကြအောင်တောကြီးဖြစ်တယ်။ထို့နောက် မိမိတို့နေအိမ်များနှင့်အလုစခန်းများဝေးလာသောကြောင့်လွန်ခဲ့သော အနှစ်40လောက်ကဤနေရာကို ရွာမိတ်ခံ၍ရွှေ့ပြောင်းလာကြလေတယ်။ပြောင်းလာစဉ်ကအိမ်20ခန့်သာဖြစ်တော်လဲတဖြည်းဖြည်းတိုးပွားလာရာ ယခုမူအိမ်ကြီး300ခန့်ရှိနေပြီ။အချို့လဲအခြားအရမပြောင်းရွှေ့လာကြလေတယ်။မောင်ပြုံးချိုရောက်တဲ့နေ့ကတနင်္ဂနွေနေ့ဖြစ်တယ်။ဆရာကြီးဟာ နနက်ဖျားရှိခိုးကြောင်းမှဆင်းလင်မောင်ပြုံးချိုရဲ့အခန်းတွင်သို့ဝင်ကာနှုတ်ခွန်းဆက်လေတယ်။သူသည်သာသာနာနာဝစ်စင်ထားတယ်။အပေါ်အင်ကြီးအနက်ကိုဝှေ့၍ခေါင်းပေါင်းကိုလည်းအဆရှိရှိချထားလေတယ်။သူသည်မောင်ပြုံးချို၏ဂရင်စွန်းတွင်ထိုင်၍မြို့အုံမင်းတို့ပြင်းနေတော့မှာပဲလို့ဆိုကာအင်္ဂလိပ်ဘာသာနဲ့ရေးထားသောမဂဇင်းတစ်စောင်နဲ့ကရင်လူငယ်များအစည်းအရုံးမှထုတ်ဝေသော တိုင်းရင်းသားမဂဇင်းကိုအပြင်းပြင်းဖတ်ရန်ပေးလေတယ်။ထို့နောက်စိတ်အေးလက်အေးနေထိုင်ရန်အားပေးစကားပြောတယ်။ပြောတိုင်းပြောတိုင်းတမာချန်းစာအုပ်ထဲမှ စာပုံများကိုရွ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 ပြောလေတယ်။သူသည်တမာချန်းစာကို အတော်ကျေနေပုံရလေတယ်။သူ့အဆိုအဖြစ်မောင်ပြုံးချူသူတို့ရွာသို့ရောက်လာရခြင်းမှာထာဝရဘုရားသခင်၏အလိုတော်အတိုင်းဖြစ်တယ်။သူတို့အားလုံးဒီလိုပဲယူဆကြလေတယ်။ ဆရာကြီးဟာဒီလိုပင်မကြာခဏမောင်ပြုံးချိုနဲ့လာ၍စကားပြောတတ်တယ်။တခါတရံအင်္ဂလိပ်စကားများကိုညှက်၍ပြောတယ်။တခါတရံသူဟာ ပြောချင်တဲ့စကားကိုမြန်မာစကားလုံးရှာမရ၍အတော်ကြာအောင်စဉ်းစားပြီးမှပြောရလေတယ်။မြန်မာစကားကိုရေးလေအောင်မပြောတတ်ရှာသူ့ကရင်စာကိုမျက်နှိုးတယ်။ကရင်လူမျိုးကိုသူချစ်တယ်။ကရင်ဖြစ်လျက်နဲ့ကရင်စကားမပြောတတ် သူ့ကိုယ်သူတွေးလျင် သူဝမ်းနေတယ်။ကရင်ဖြစ်လျက်နဲ့ကရင်စာကိုမဖတ်တတ်လျင် ယူကျုံးမရဖြစ်တယ်။ကရင်လူမျိုးကို မချစ်တတ်ရင်သူစိတ်မကောင်း။သူသည် အမဲပင် ရွှင်နေလေတယ်။အသားအရည်များပွ၍ဥကောင်းတွင် အနာများပေါက်လျက်ကျမ်းမာရေးမကောင်းလာတော့လေ။သူတရားတွင် အထူးမွေ့လျော်၍ပျော်နေလေတယ်။ဟင်းခေါ်ဓမ္မတေးတံများကို မကြာခဏတည်ကျူးနေတတ်လေတယ်ဒုက္ခရောက်နေသူများအတွက်လည်းဖျားသခင်ထံတွင်ယုံကြည်လေးစားစွာဆုတောင်းပေးလေတယ်မြို့အောင်မင်းဘာမှဘေးမဖြစ်နိုင်ပါဘူးဖျားသခင်ထံမှာကျုပ်အမြဲဆုတောင်းနေပါတယ်လို့အာပေစကားမကြာခဏပြောတတ်လေရာ မောင်ပြုံးချိုအဖို့ဘာသာချင်းမတူတော့လဲသူ့စေတနာကို အထူးလေးစားကျေနပ်လျက်အားတက်မိလေတယ်သူ့ရဲ့မြင့်တာကို အထူးခံယူရလေတယ် အသင်းလူကြီး9ယောက်တို့ဟာထောင်တွင်အကျဉ်းခံနေရသော သူတို့မိတ်ဆွေကြီးဥတာအေးဆိုသူ ပင်စင်ရကရင်ပညာအုပ်ကြီးအတွက်လဲနေစဉ်နေတိုင်းညနေ၄နာရီခန့်တွင် အမဲပင် ကျန်းစာများကိုရွတ်ဖတ်တရစေ၍ဆူတောင်းကြလေတယ်။တနေ့တော့မောင်ပြုံးချူဟာသူတို့ဆူတောင်းနေတဲ့နားတွင် ထိုင်၍နေမိတယ်။သူတို့ပြောဆိုကြသည်ကိုနားမလဲသူတို့ရွတ်ဆိုကြတဲ့အဓိပ္ပာယ်ကိုလည်းမသိဘူး။ သို့တော်သူတို့စိတ်ပါလက်ပါဆူတောင်းရွတ်ဆိုနေကြပုံကို တွေ့ရသောအခါအထူးပင်ကြေကွဲမိတော့တယ်ဥသာအေးထောင်ကလွတ်ဖို့ဆူတောင်းလာတာနှစ်လရှိတော့မဲလို့တယောက်ကပြောလေတယ်မလွတ်သေးဘူးလားလို့မောင်ပြုံးချိုကမေးလင်ဖျားသခင်အလိုတော်အတိုင်းပေါ်လို့ဆရာကြီးကပြောလေတယ်သူတို့ဟာထာဝရဘုရားသခင်ကိုအထူးကိုးစားတယ်ဒုက္ခရောက်ရင်လည်းဘုရားသခင်အလိုတော်အတိုင်းလို့ဆိုကစိတ်ကိုဖြေနိုင်ကြလေတယ် ဒုက္ခနဲ့တွေ့လင်လေဖရာသခင်ကိုပင်ချီးကျူးကျေးဇူးတင်ကြလေတယ်ဒီရွာမယ်တော့ဘာမှမဖြစ်နိုင်ပါဘူးကျမတို့အဖေကအမြဲပဲဖရာသခင်ထံပဲဘေးဥပတ်ကင်းဖို့ဆုတောင်းနေပါတယ်လို့ဆရာမလေးကယုံယုံကြည်ကြည်ကြီးပြောလေတယ်သူတို့ရွာတွင် အင်္ဂလိပ်အပြေးတုံးကလည်းအချို့မလိုသူမြန်မာတို့ဂုံချောမှုကြောင့် BIA စစ်ဗိုလ်များအညှိုးထားခြင်းကိုခံခဲ့ရကြောင်းဂျပန်အပြေးတွင်လည်း ဆုတ်ပြေးလာတော့ဂျပန်တို့ဟာထိုးရွာသို့ဝင်ရောက်လာတော့လေရန်ရန်ကာကာပြုတ်မှုသွားခြင်းမရှိကြောင်းယခုတပံအရရက်တွင်မြန်မာနှင့်ကရင်အချင်းချင်းတိုက်ခိုက်မှုများဖြစ်နေ၍သူတို့ရွာကိုလည်းမလိုသူများကအမျိုးမျိုးပြောဆိုခဲ့ကြတော့လေနောက်ဆုံးတွင်ဘာမှမဖြစ်ခဲ့ကြောင်းဤကဲ့သို့ဘေးဥပ္ပတ်အပေါင်းမှလွတ်လာခဲ့ခြင်းမှာသူတို့ရွာတွင်သူတော်ကောင်းရှိ၍ဖြစ်ကြောင်း ထိုသူတော်ကောင်းကအခြားမဟုတ်မောင်ပြုံးချူတဲခုပုံအောင်နေသောအိမ်မှသင်းအုပ်ဆရာကြီးပင်ဖြစ်တယ်လို့အမှတ်ပြုထားကြလေတယ်။သူသည်ရွာသူရွာသားတို့အဖို့ဘေးဥပတ်အန္တရာယ်အတွေ့အော်မှ လူကင်းချမ်းသာ၍အမြဲတဖြစ်ပျော်ရွှင်စေရန်ဖရာသခင်ထံတွင် တနေ့လင်းသုံးချိန်ထက်မနည်းဆူတောင်းဝိပြုနေသည်မဟုတ်ပါလော။ရေဖြန်းသင်းဝင် စာဖြူကရင်အပြင် ရေနှစ် သင်းဝင်စာနီဟုခေါ်သောပရင်ဂျီဘာသာဝင်ကရင်များလည်းရှိနေပေသေးတယ်။သူတို့ဟာမြောက်ဘက်ပိုင်းတွင် နေကြလေတယ်။သူတို့လည်းသူတို့ဘာသာအလိုက်ထာဝရဘုရားသခင်ကိုသက်ဝင်ယုံကြည်သူများဖြစ်ကြလေတယ်။စာဖြူများဘုရားရှိခိုးသလို သူတို့လည်းဘုရားရှိခိုးကြတယ်။ဘုရားရှိခိုးကြောင်းတွင် စာဖြူများကခေါင်းလောင်းထိုးတယ်။စာနီများက မောင်းထုကြလေတယ်။စာနတ်ဟုခေါ်သောဗုဒ္ဓဘာသာကရင်များက ရွာဤတောင်မတ်ဖြားတွင် နေထိုင်ကြလေတယ်။သူတို့ထဲတွင်လည်းမောင်ပြုံးချိုဤမိတ်ဆွေတွေအများပင်ပါဝင်လေတယ်။ရွာဦးတွင်ဖုန်ကြီးကြောင်တစ်ကြောင်ရှိလေတယ်။ကြောင်အဆောက်အုံကလေးမှာကျယ်ဝန်းသောဥယျင်အလဲတွင်အတော်တက်တက်ရရနဲ့နေချင်းစပွဲရှိလေတယ်။ကြောင်ပရဝုံအတွင်းတွင်ငှက်ပြောဩဇာမာလကာပိန်နေတရက်အဆရှိသောတီးပင်ပန်းပင်များနဲ့ တစားစင်ထားလျာတာတော့တာယာရှိလာတော့တယ်နှကန်းတွင် အုတ်များစီထားတဲ့ရေတွင်းကလေးမှလည်းတန်တန်ရှင်ရှင်ရှိလာတော့တယ်သို့တော့ထိုเจ้าတွင်เจ้าနိုင်ဖုံးကြီးမရှိဝမ်းနေเสียပဲဘာပြုတ်လို့ဖုံးကြီးမရှိတာလဲဗျဦးတိုင်းအမည်ရှိသောဗုဒ္ဓဘာသာကရင်အဖိုးကြီးကိုမေးမိလေတယ်ဖုံးကြီးကလည်းအရှာသားပဲဗျာလို့ဆိုလေတယ်ဒါဖြစ်လေခမည်းတော်အထက်ကတယောက်ယောက် ဖုန်းကြီးလုတ်ပြီးကြောင်းထိုင်ဖို့ကောင်းတယ်။မောင်ပြုံးချူကစိုးပြန်လေတယ်။ဟာဟာမဖြစ်ပါဘူး။အနည်းတွင်ရှိသောဦးမောင်ကြီးကအလန့်တကြားနဲ့ဟန့်တယ်။ဒါမှမဟုတ်လေမဲချပြီးတော့တယောက်တလဲပေါ့ဗျာ။တစ်နှစ်တယောက်ဖြစ်ဖြစ် တလဲစီဖုန်းကြီးလုတ်ပြီးကြောင်းထိုင်ကြပါဗျာ။ဒါမှဖုန်းကြီးရှာရတဲ့ဒုက္ခငြိမ့်မယ်။ဟာဟာဒီလိုလုပ်လို့မဖြစ်ပါဘူး။ဦးတန်ရောဦးမောင်ကြီးကပါနှစ်ဦးစလုံး ထိတ်ထိတ်ပြားပြားနဲ့လက်ကာကြတယ်ဗုဒ္ဓဘာသာကရင်များဟာမြမာများနဲ့အတော်နီးစပ်လေတယ်စင်စစ်အားဖြင့်သူတို့သည်မြမာနဲ့ညားစွာခွဲခြား၍မရပေအချို့ဗုဒ္ဓဘာသာကရင်များဟာကရင်စကားကိုပင် ကောင်းကောင်းမပြောတတ်ကြတော့ကြီးကရင်စာကိုလည်းကောင်းကောင်းမဖတ်တတ်ကြတော့နာမည်များသည်လည်းမြမာနာမည်များဖြစ်လေတယ်ဦးတိုင်းဦးမောင်ကြီးဦးမြအေး ဥမောင်ဟူသောနာမည်များဟာမြမနာမည်များဖြစ်ကြလေတယ်အခုမှ သူတို့နာမည်ရှိတွင် တိုက်တွန်းချက်ရှိ၍သာစောကိုထည့်၍ခေါ်စမတ်ပြုလာကြရပြန်တယ်ကရင်ရွာတွင် ကိုရမြနေခဲ့တဲ့အတော်တွင် မောင်ပြုံးချူဟာ ကရင်အကြောင်းကိုပုံမို့၍တိလာလေတယ်သူတို့နဲ့နီးနီးကပ်ကပ်နေခဲ့ရသည့်အပြင်သူတို့နဲ့ပတ်သက်သော စာအုပ်စာတမ်းများကိုလည်းဖတ်ခဲ့ရလေတယ် ထိုစာအုပ်များကအင်္ဂလိပ်စာမြန်မာစာတို့ဖြင့်ရေးသားထားသော စာအုပ်များဖြစ်တယ်။ကရင်လိုရေးထားတဲ့စာအုပ်များလည်းအများပင်ရှိလေသေးတယ်။ကရင်ဘာသာကို တက်၍ထိုစာအုပ်များကိုဖတ်ဆွမ်းနိုင်လျင်ဒီထက်ဗဟုသုတတိုးပေလိမ့်ဦးမယ်။တနေ့တော့သင်းအုပ်ဆရာကြီးဟာ စာအုပ်ထူထူသုံးလေးအုပ်ကိုကန်၍မောင်ပြုံးချိုဤအခန်းတွင်းသို့ဝင်လာလေတယ်။မြို့အုံမင်းပြင်းနေရင်ဒီစာအုပ်တွေဖတ်ကြည့်ပါလား။ သူသည်စာအုပ်များကိုလှမ်းပေးပြီးပြန်ထွက်သွားလေတယ်။အားလုံးပဲအင်္ဂလိပ်ဘာသာနဲ့ရေးသားထားသောစာအုပ်များဖြစ်လေတယ်။မောင်ပြုံးချိုဟာမိမိဖတ်ရင်းစွဲဖြစ်သော Eastern ရေးသည့်တရုတ်ပြည်မှမပြီးသေးသော တော်လန်မှုစာအုပ်ကိုအသာချထား၍ထိုစာအုပ်သုံးအုပ်ကိုတအုပ်ပြီးတအုပ်ဖတ်နေလေတယ်။သုံးရမြောက်နေ့တွင် ထိုစာအုပ်သုံးအုပ်စလုံးဖတ်၍ပြီးစီးသွားလေတယ်။မောင်ပြုံးချိုဟာ ထူစာအုပ်တွေကိုဖတ်ရင်ဒေါသလည်းဖြစ်ရတယ်။နောင်တာလည်းရမိတယ်။ယူကျုံမရလည်းဖြစ်ရတယ်။ကြေကွဲမိတယ်။နေချဲ့သမားတို့ကလက်မြင်ကြပါပြီတဲ့။ခြေထိုးကောင်းကြပါပြီတဲ့။သူတို့ရဲ့ခြေတန်းရှည်ကြီးပေါ်တွင်ဗမာရောကရင်မှာဒလိမ့်ခောက်ကွေးအစုလိုက်အပြုံလိုက်မှောက်လျက်လဲကြသည်တကား။ရောင်ကြီးသည့်1949မေ28 ဆရာမန်းတင်ဤဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်မောင်ပြုံးချူစာအုပ်မှာအရှောင်လို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါတယ်